ထိုတို့ခရစ်တော်သည်ကိုခန္ဓာတော်၌ငါတို့တို့ခံတော်မူသည်စမှန်တော်ကြောင့်တင်တို့လည်းထိုသူတို့တဘောကိုလက်နဲ့ပြူရိတုံဆွဲကြလောအကြောင်းမူကားကိုခန္ဓာ၌ခံတော်သူသည်ဒုစရိုက်တို့နှင့်လွတ်ငိမ့်သည်ထိ၍နောက်တဖန် သူတို့၏တက်မဲ့ခြင်းတရားကို မကျင်ဖိယားတခင်အလိုတော်တိုင်းကျင်လျက်ကိုခန္ဓာအသက် အပိုင်းချကြံရစ်တော်ကာလကိုလွန်စေတတ်၏သာသနာ့ဘလူတို့၏အလိုတို့လာ၍ ကိလေသာညှဉ်းညိုးခြင်းကာမတက်မဲ့ခြင်းတပြည့်ရည်နှင့်ရင်မှုခြင်းပွဲလုခြင်းတောက်ကျူးခြင်းအာတမယုတ်သူကိုကိုးဝေခြင်း၌ကျင်းလည်၍ငါတို့လွန်စေပြီးသောအသက်ကာလသည်ငါတို့အားလောက်ပေ၏ယခုမှတင်တို့သည်သူတို့နှင့်အကျူမဆက်ဆံကာမဂုဏ်၌လွန်ကျူးညှဉ်းညူးစွာမပြုတဲ့အရာကိုသူတို့သည်အံ့ဩ၍ကဲ့ရဲ့တတ်ကြ၏တို့ဖြစ်၍အသက်ရှင်သောသူတို့ကို၎င်း သေသောသူတို့ကို၎င်းတရားစီရင်ခြင်းကအသင်းရှိတော်မူသောသူရှိ၌ထိုသူတို့သည်စစ်ကြောခြင်းကိုခံရကြလက်နက်ထိုအကြောင်းကြောင့်လူတို့ရှိ၌ကိုခန္ဓာအဖြစ်အဖြစ်စီရင်ခြင်းကိုခံရတော်လေဖျားသခင်ရှိတော်၌စိတ်ဝိညာဉ်အဖြစ်အသက်ရှင်မီအကြောင်းသေသောသူတို့သည်ဧဝံဂေလိတရားကိုကြားရကြ၏ခတ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လူသည်ဖြစ်သောကြောင့်တမာတတိရှိကြလောစူတောင်းခြင်းအလိုငါစောင့်နေကြလော။ အခြားသောအမှုအရာထက်မကအချင်းချင်းအားကြီးသောချီချင်းမေတ္တာသည် များစွာသောအပြစ်ကြောင့်ဖုံးအုပ်တတ်သည်မိတန်းချင်းမရှိဘဲအချင်းချင်းအဲ့တဲ့ဝဲကိုပြူကြလောသင်တို့သည် စုကျေးစုတော်ကိုအတီးသည်ခံရကြသည်နိအညီဖျားသခင်ဤအထူးထူးအပြားပြားသောကျေးစုတော်ဘန္တာစုခေါင်းကဲ့သို့အချင်းချင်းဝေးငါပိတ်ကမ်းကြလောဖျားသခင်သည်အရာရာ၌ယေရှုခရစ်အားဖြင့်ဖုံးတော်ထင်ရှားစေမိအကြောင်း ဟောပြောတော်သူသည်ဖျားသခင်ဤပြားသည့်တော်နှင့်ဤဟောပြောစေ။အခြားသောအမှုကိုဆောင်ရွက်တော်သူသည်ဖျားသခင်ဘေးတနာတော်မူသော အစွမ်းတက်သည့်အတိုင်းဆောင်ရွက်စေ။သူဖျားသခင်သည်ကဘာအဆက်ဆက်ဘုံအားတည်းအစွမ်းတက်သည့်ရှိတော်မူစေတည်း။အာမင်။ချစ်သူတို့တင်တို့ကိုစုံစမ်းစီရဟုယခုခံရသောမိစခြင်းအရာကိုကတင်တို့၌အန်အိုးပွေသောအရာ ဖြစ်သည်ဟုထင်မှတ်၍အန်အိုးခြင်းမရှိကြနှင့် သင်တို့သည်ခရစ်တို၏ဆင်းရဲကိုဆက်ဆိုင်ကြသည်ဖြစ်၏ဘုံတော်ပေါ်ထွန်းတော်အခါအလွန်ဝမ်းမြောက်ရှင်လန်းမိအကြောင်းယခုပင်ဝမ်းမြောက်ကြတော့ခရစ်တို၏နာမကြောင့်ကဲ့ရဲ့ခြင်းကိုခံရလင်မင်္ဂလာရှိကြ၏အကြောင်းမူကားဖျားသခင်၏ဘုံကြီးတော်ဝိညာဉ်တော်သည်သင်တို့အပေါ်မှာကျင်းဝတ်တော်မူ၏သူတို့၌ကကဲ့ရဲ့ခြင်းသင်တို့၌ကချီးမွမ်းခြင်းရှိတော်မူ၏လူအသက်ကိုတတ်တော်အပြစ်ဒုဥစာကိုခိုးတော်အပြစ်ဒုစရိုက်ကိုပြုတော်အပြစ် သူတပားမှု၌ယောနောသောအဖြစ်ရှိ၍တင်တို့တွင်အဘသူမြတ်မှန်ခံစေနေခရိယအဖြစ်တော်ကြောင့်ခံရလျင်ရှက်ကြောက်ခြင်းမရှိနေထိုအမှုကြောင့်ခံရလျင်ဖရာသခင်၏ဂုံတော်ကိုချီးမွမ်းစေဖရာသခင်၏အိမ်တော်သားတို့ကိုရှေ့ဥစွာစစ်ကြောစီရင်ရသောအချိန်ရှိပြီငါတို့ကိုရှေ့ဥစွာစစ်ကြောအချိန်ရှိပြီငါတို့ကိုရှေ့ဥစွာစစ်ကြောစီရင်လေဖရာသခင်၏အဝင်းကြီးလီတရားကိုနားမထောင်တော့သူတို့၏အမှုသည်အပေတို့ပြီးလိမ့်မည် ဖြောင်မတ်တော်သူသည်ကေတင်ချင်းသို့ရောက်နိုင်ခဲ့သည်မှလည်းဖျားသခင်ကိုမကိုကွက်တော်သူအပစ်ထင်ရှားတော်သူသည်အဖတ်မှာပေါ်လိမ့်မည်ထို့ကြောင့်ဖျားသခင်၏အလိုတော်အတိုင်းစင်ရဲခံရသောသူတို့သည်ဖျားသခင်ကိုသစ္စာကြီးသောအသက်သခင်ကဲ့သို့မှတ်လျက်ကောင်းသောအကျင့်ကိုကျင့်၍ကိုတော်၌မိမိတို့၏အသက်ဝိညာဉ်ကိုအံ့နံကြစီ